်မင်္ဂလာပါရှင် Voice of Revolution တော်လန်တန်သတင်းစာမျက်နှာမှာနှုတ်ခွန်းဆက်တာပါတယ်ဇွန်လ6ရက်နေ့အတွက်တော်လန်သတင်းတွေကိုကြီးညာပေးပါတော့မယ်ကျမတော့ခင်စောအောင်ပါရှင်ကျောင်းဖြူကိုအေအေကချင်းချောင်းနေရင်တဖက်မကွေးအဆက်မလဲအောင်မြင်မှုတွေရနေကြပါတယ်မကွေးနဲ့ရေကန်ကာကင်းကုန်းတာဝါတိုင်းစခန်းကိုအေအေကတင်ပိုက်ခဲ့ပါပြီကျောက်ဖြူအနီမှာတိုက်ပွဲတွေပြင်းထန်ဆင်နွှဲနေတဲ့အေဟာရခိုင်မကွေးအဆက် ငဖဲမြို့နယ်ကနယ်ရီကန်စခန်းအဓိကကကင်းဖြစ်တဲ့တာဝရိုင်းဂုံကိုလည်းတစ်ဖက်မှာတိမ့်ပိုက်ခဲ့တာပါနယ်ရီဂုံကိုတိမ့်ပိုက်ဖို့အေးနဲ့မဟာမိတ်တပ်တွေကဝိုင်းတိုက်နေတာဖြစ်ပြီးဇွန်လ၄ရက်နေ့ကတိမ့်နိုင်ခဲ့ကြတာပါတုံးလေးလောက်တိုက်ပွဲစတိုက်ဖြစ်ပြီးမှပူပေါင်းတပ်တွေဘက်ကလုံးဝအပြတ်တိမ့်လိုက်တာအသိခံရတဲ့ရက်ကစစ်တော်စီဒဏ်ရာရတဲ့စစ်သားတွေကို ကောင်းကားစီးနဲ့ဗရန်ဘက်ပြန်တဲ့သွားတာရှိတယ်လို့စီရေးသိမ်းမြစ်တကူကပြောပါရယ်တာဝါရိုင်းကာကင်းကနယ်ရကန်စခန်းနဲ့ဆိုရင်2ကီလိုမီတာခန့်သာဝေးပါရယ်အမ်ဗရန်လမ်းပိုက်မှာထိုးစစ်ဆင်နေတဲ့အေးနဲ့မာမိတ်တပ်တွေဟာအဓိကကာကင်းတခုကိုရရှိခဲ့ပါပြီဒီတရင်အတင်ပြုတ်နိုင်ပြီးတဲ့နောက်မှာတော့စစ်ကောင်စီဟာမနေ့ကရောဒီနေ့မှာပါဖောက်ခါရှစ်စင်းနဲ့ခံမအင်အား150ခန့် ဗရန်တက်နယ်တွင်ကိုအင်အားဖြည့်လာသလိုရိတ်ခါရင်းနှံသုံးစီလဲပါဝင်ပါတယ်။စီကောင်စီကနေရီကန်စကန်ကိုလက်လွတ်လိုက်ရပါကအမ်းမျိုးနယ်ကိုပြန်လဲချစ်တက်မဲ့လမ်းပေါက်ပိတ်သွားမယ်ဖြစ်သလိုဗရန်တက်နယ်အတွက်ပါချိန်ချောက်မှုတစ်ခုဖြစ်လာတော့မယ်လို့စီရေးသုံးသက်သူစီဒီယန်ပူကြီးဇင်ယောကပြောပါတယ်။ဆက်လက်ပြီးဘူချင်းဇင်ယောကစီကောင်စီကနေရီကန်စကန်ကိုလက်မလွတ်ရဘူး။နေရီကန်စကန်ကိုလက်လွတ်လိုက်ပြီးဆိုရင်အမ်းကိုသွားမဲ့တကားပေါက်လုံးဝပိတ်သွားပြီး အဲ့ဒီအပြင်ဗရန်တက်နယ်ကိုပါနေရကန်ကနေပြန်ပြီးတော့တိုက်ခိုက်မှုတွေလှုပ်လာနိုင်တယ်ပသိမ်မုံရလမ်းကိုလည်းဆိုးမို့လာနိုင်တယ်မင်းဘူးမြို့နယ်တရက်မြို့နယ်ဟိုဘက်ကအထက်မင်းလာမြို့နယ်နဲ့စေတုတ္တရာမြို့နယ်တွေအထိ စစ်မျက်နှာစာဖွင့်လို့ရသွားမယ်အခြေအနေမျိုးဖြစ်ကြောင်းသုံးသပ်ထားပါတယ်။ခုတော့နေရကန်စကန်ပါမသွားဖို့စစ်ကောင်စီဘက်ကအမြောက်စကန်ကုတ်ကဲမှုဌာနချုပ်အမှတ်935မှလက်နက်အင်အားလူအင်အားနဲ့ရိတ်ခတ်များအထက်ကဖြစ်တည်နေကြပါပြီ။လေကြောင်းတိုက်ခိုက်မှုတွေရှိလာပြီးတိုက်ပွဲပိုပြီးပြင်းထန်လာနေကြပါတယ်။ နေရီကန်းကိုယခုနှစ်အစောပိုင်းကတည်းကတော်လန်တက်တွေဝိုင်းတိုက်နေကြရမှာကံမြင့်ကန်းဂုတ်စီဂုတ်ကြီးစကန်းတွေအပါဝင်တက်စကန်တချို့ကိုတော့ကနကူကတည်းကတိမ့်ပိုက်ထားတာပါစီကောင်စီကတာဝါတိုင်းစကန်တိမ့်ပိုက်ခံပြီးတဲ့နောက်မှာနေရီကန်းဖြူဟာကြမှာကို အတော်လေးကြောက်နေကြတာ တိုက်ပွဲကတော့ပြင်းထန်လာမဲ့သဘောရှိတယ်။နေရကန်ဗျူဟာပွဲမှာစစ်ကောင်စီကတမ69လောက်ခန်းတရင်တွေကအ धिक ခုခံနေတာဖြစ်ကြောင်းတော်လရင်သည်မြစ်ကဆိုပါတယ်။လက်ရှိမှာအပြစ်ရကာလတလထထူးကြောင်းစစ်ကောင်စီနှင့်ညီနောင်မဟာမိတ်သုံးဘက်ထုတ်ပြန်ထားပေမဲ့စစ်ကောင်စီဟာရုံးမပေါ်ရှိ နေရာမြောက်ကိုစစ်ကြောင်းထိုးရမှခုလိုတိုက်ပွဲပြင်းထန်လာတာပါ။ တချိန်တည်းမှာပဲကြောက်ဖြူအနည်းတိုက်ပွဲတွေလည်းပြင်းထန်နေပြီးတရုတ်လုံခြုံရေးတပ်တွေပါဝင်နေမှုသတင်းတွေလည်းထွက်လာပါတယ်။ဒါနဲ့ပတ်သက်လို့ကြောက်ဖြူတိုက်ပွဲမှာအရှိန်နဲ့အနောက်အပြိုင်မှုတွေဖြစ်သွားကြောင်းပအိုးအမျိုးသားလူမျိုးရေးအဖွဲ့ချုပ်ဩက္ကရဘုံမူကြီးခွန်ဩက္ကကတုံ့တက်ပြောဆိုထားပါတယ်။လုံခြုံရေးတပ်ဖွဲ့များဥပဒေဆိုတာထုတ်ပြန်ထားတဲ့အဲ့ဒီလုံခြုံရေးဆိုင်ရာဥပဒေကိုနေပြည်တော်ကထုတ်ပြန်ပြည်တဲ့နောက်မှာမှတ်မုံတင်ထားတဲ့လုံခြုံရေးတပ်ဖွဲ့တွေက ရောက်လာတာပေါ့အဲ့ဒီလုံခြုံရေးတပ်ဖွဲ့တွေကတော့ ူ့အကျိုးစီးပွားကိုသူစောက်ရှောက်မဲကာကွယ်မဲရတဲ့လောက်လုံမဲမိမျိုးစုံနဲ့လုံမဲပေါ့ဒါကြောင့်ကြောက်ဖြူလို့ခိဆမျိုးမှာအရှင်းနဲ့အနောက်အပြန်တလို့တော့နည်းနည်းဖြစ်သွားတယ်ဒီဘက်မှာလုံချိုရေးတက်တွေကတရုတ်ကိုတိုင်းပါပြီးတော့လက်ရှိနေပြီးတော့တက်တွေနဲ့တွဲပြီးတော့သူ့ရဲ့စီးပွားရေးကိုခုခံနေတဲ့အကြောင်းခွန်အုပ်ကကသုံးသပ်ထားပါတယ်စီးအောင်မြင်မှုကြီးမာလာတဲ့ရခိုင်တက်တော်ရဲ့နောက်မှာ အနောက်နိုင်ငံများရဲ့ထောက်ပံ့မှုတွေရှိနေနိုင်ကြောင်းသတင်းတွေရှိနေသလိုတရုတ်လုံခြုံရေးတပ်တွေကစစ်ကောင်စီဘက်မှပါဝင်တိုက်ခိုက်မှုသတင်းတွေလည်းတစ်ချိန်နဲ့ကြကြပြန့်ပြန့်ထွက်လာကြတာဖြစ်ပါတယ်။ခုဆိုရင်ရခိုင်တပ်တော်ဟာတင်းစီယာကျန်တဲ့သုံးမြို့နယ်၌တရုတ်စီမံကိန်းရှိရာကြောက်ဖြူမြို့အနီးကိုထွတ်ဆစ်အရှိန်မြှင့်တင်နေတာဖြစ်ပြီးမေလ29နေ့မှာတော့ကြောက်ဖြူမရေကျွန်းမှာရှိတဲ့တရုတ်အစိုးရပိုင်းတဘာဝတံဝေတအားပိစက်ယုံ ပါဝါချိုင်းနာနာဂကင်စကန်လဲဒရုန်းဖြင့်တိုက်ခိုက်ခံရပါသေးတယ်။စစ်ကောင်စီဟာကြောက်ဖြူမြို့နယ်တွေကစီမံကိန်းများမှနိုင်ငံခြားဝင်ငွေအများဆုံးရရှိနေကြောင်း ရခိုင်ရင်းနှံစောင့်ကြည့်ရေးအဖွဲ့ AOW ကဧပြီလ21ရက်နေ့မှာထုတ်ပြန်ထားသလိုရခိုင်တက်တော်ကလည်းရခိုင်ပြည်တွင်းကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုကာကွယ်မယ်လို့ပြောဆိုထားတာရှိပါတယ်။ရွှေတဘာဝတငွေရောင်းချရမှာနှစ်စဉ်အမေရိကန်ဒေါ်လာ950တန်းနဲ့တရုတ်ကိုပို့တဲ့ရင်းနှံပိုင်လမ်းမှာတဆင့်လဲရင်းနှံဖြတ်တန်းတင်ဖို့ကအမေရိကန်ဒေါ်လာ25တန်းဝင်ကျင်ရနေကြောင်း AOW ကထောက်ပြပါသေးတယ်။ခုဆိုရင်မြို့သိမ်းပွဲတွေကိုအကန့်အသတ်တစ်ခုဖြစ်သားတိုက်ခိုက်နေကြောင်း ပြောဆိုခဲ့ဘူးတဲ့အာရခတတော်ဟာကြောက်ဖြူကိုချင်းချောင်းနိုင်ကြောင်းတက်တဲ့ပြောင်းမှုတွေနဲ့အတူအာရခလမ်းစဉ်တိုက်ပွဲတွေကိုခြေတန်းလုံဆောင်းနဲ့ဖော်ဆောင်နေကြောင်းတင်ပြလိုက်ရပါတယ်ရှင်။ဝေါ်လီမြိုင်တခွင်မှာစစ်ကူမဲ့နေပြီးနောက်နောက်ထပ်ဘဲစကန်းဘဲချိန်အလှည့်ကြမယ်ဆိုတာ KNL တပ်မဟာ6နဲ့ PDF ပူးပေါင်းတပ်တွေကတော်လံပြည်သူများအတွက်မျှော်လင့်ချက်ပေးထားကြပါတယ်။မြဝတီတောင်ပိုင်းကွေမှာအောင်ပွဲကြီးနေချိန်တပ်မဟာ9နဲ့နယ်မြေကတော့ ပုလူတူမောဖာသူတာလေမေလခလေဒေတခေါပီခွီနောက်ဆုံးမောဖိုးကေစခန်းသိမ့်ပြီးမှအနာယူအားမွေနေကြပါတယ်တမဟာခုနှစ်နဲ့အပြိုင်ဗုဒ္ဓဘောဥသိတဲ့တမဟာ6နေမီတော်လန်တက်တွေကလည်းအခုလိုပွဲချမ်းပြလိုက်တာဟာမေလအတွင်းမှာစတင်ခဲ့တာပါဒီမတိုင်ခင်ကတော့ကော့ဂရိတ်ဂျုံတိုးမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးလက်နက်ကြီးတွေအပြိုင်ပစ်ခတ်ခဲ့ကြသလို KNL PDF တက်တွေဟာအောင်စီရကိုကုတ်ကဲမှုနောက်တန်းစခန်းတွေကိုဝင်ရောက်တိုက်ခိုက်ဖို့ တာကင်းစခန်းတွေကိုပြင်မှထားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ရုတ်ချီးဆိုသလိုထိုင်းမြန်မာနယ်စပ်တကြောမှာကျင်းဝတ်နေတဲ့စခန်းကုန်းအသီးသီးဟာကန်ဆိုးမိုးမောင်ကျသွားတယ်လို့ဆိုရမှာပါ။မေလ23ရက်နေ့ကစလို့ဘလက်တိုနောက်ထပ်၄ရက်ပဲခြားပြီးကနေလေးကနေလေးပြီးနောက်နောက်တစ်ရက်မှာပဲရွှေအေးမြိုင်ကော်ဝါမိထစခန်းဟာထပ်ပြေးပါတယ်။ဝါမိထကစခန်းစွန့်ပြီးနောက်မှာနောက်တည့်ရဆိုရင်ပဲဗရစ်နောင်စခန်းကုန်းဆိုတာစခန်းထမှန်စွန့်ပြီးထွက်ပြေးပါတယ် စစ်ကောင်စီကတမိုင်းဆက်ဆက်ကဗရင်နောင်အောင်စေရစတဲ့စစ်ဗရင်များရဲ့နာမည်ကိုအသုံးပြုပြီးမျိုးချစ်စိတ်ဓာတ်အယောင်ပြခြင်းပေမဲ့တကယ်တမ်းမြေပြင်မှာလေးရမပါရင်ဆိုင်ရတဲ့အခါမှာတော့အခုလိုပဲကြုံတယ်လို့ထွက်ပြေးပါတယ်။ဗရင်နောင်နဲ့တရက်တဲ့နတ်ထမော်ခီလက်ထွက်ပြေးတာပါပဲ။အခုလိုစစ်တိုက်လူစိတ်မရှိမင်းအွန်လိုင်းတွက်အသက်ရင်းလူစိတ်မရှိထွက်ပြေးနေကြပုံကစစ်တပ်ထောက်ခံသူများတွက်ယဉ်ထုမနာဖြစ်ရတဲ့တမိုင်းစာမျက်နှာတွေလို့ဆိုရမှာဖြစ်ပြီးဒီဖြစ်စဉ်တွေဟာအာနာသိမ့်ပြီးလင်းနှစ်ဝန်းကျင်မှာ ပြည်သူထောက်ခံမှုမဲ့သွားရာကနေအခုလိုပဲပေါ်ပေါက်လာခဲ့ပါပြီအခုနောက်ဆုံးတင်ထားပြီးအောင်ပွဲကြီးနေတဲ့တေဘောဘုကိုမသိခင်ကဝေါ်လီပြူဟာမစစ်ကူတွေအင်အား60ဟာထိုင်းနိုင်ငံဗက်ချာမူဂျာကြီးရွာဘက်ကနေတိုက်တဆိတ်ခိုးဝင်ပြီးစုံစည်းညံကိုကူးနိုင်ပေမဲ့ကြားပြတ်မတိုက်ခံရဖို့ကြောက်ရွံ့နေမှုဟာအရာမထင်ခဲ့ပါဘူးမေလ28ရက်နေ့စုံစည်းမြိုင်နှစ်တက်ကူးကွင်းမှာဝိုင်းပစ်ခံရပုံတွေဟာလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာမြင်ရတာကဖြစ်ရင် စစ်တပ်ထောက်တိုင်မြပရိရုတ်တံကဝါရဖြန့်ကားထက်ပုံပုံပြပြင်းတဲ့စစ်ကားစစ်စစ်လို့ဆိုရမှာဖြစ်ပြီးအတုံးအယုံမှောက်ရတာဖြစ်သွားကြတာကိုမြင်ကြရပါတယ်။အင်အား60ခန့်နဲ့20ကျော်ဟာထိုင်းဘက်ကန်ကူပြေးပြီးကြံသူများကတော့မှောက်ရတာအညံ့ခံကြပါတယ်။အဲ့ဒီနောက်ထေဘောပူလဲစစ်ကူမဲ့တက်ခတ်ခံရပေမဲ့လေချောင်းပစ်ကူကိုတော့အများကြီးအတုံးချနိုင်ခဲ့တာကျွန်တော်တို့တွေ့ရပါတယ်။ ဇွန်လ3ရက်နေ့မှာထိပ်ပိုးပိုးကိုတိမ့်ပွဲတွေဟာဆိုရင်လေလေချောင်းပုံကျဲမှုတစ်ခုတည်းသာအားကိုးစရာရှိတဲ့စစ်ကောင်စီအတွက်ရွေးကောက်ပွဲလုပ်မယ်နိုင်ငံကိုထိမ့်ချုပ်ထားပြီးရှောင်ထွက်မယ်ဆိုတဲ့အိမ်မက်တွေကနေလက်နိုးစေခဲ့မှာပါကော့ကရိတ်ဂျုံတို့မှာအကြီးကျယ်စစ်ပြင်ပြီးလက်နက်ကြီးတွေနေရာလိုက်ချနေတဲ့စစ်ကောင်စီရဲ့ဗျူဟာတွေဟာမြဝတီတောင်ပိုင်းမှာအခုလိုတောက်လျှောက်သိမ်းခံရတော့မရှူနိုင်မကယ်နိုင်ဆိုသလိုမျိုးပါပဲ။ အောင်စီရအမိတတ်ထားတဲ့တပ်ဖွဲ့တွေပိတ်ဆို့ပိုင်းဖြတ်ခံရရချိန်မှာဗရစ်နောင်လို့အတန်ကောင်းဖြစ်ပြီးကာကင်းဆိုတဲ့နတ်မဆုတ်တန်းအဖွဲ့တွေဟာလည်းမဆုတ်တော့ဘဲနဲ့တခါတဲ့ထွက်ပြေးဖို့ကသာတိုင်မင်ကိုစောင့်နေကြရတော့တာပါအခုတလို့စခန်းသိမ်းပွဲတွေအနက်မှာဘလဲတိုကနဲလေးနဲ့အခုထေဘောပို့တို့ရဲ့အောင်ပွဲဟာထိုက်တန်တဲ့စစ်လက်နက်ပစ္စည်းသိမ်းပိုက်မှုတွေတပုံတပင်ကြီးကိုလည်းရရှိခဲ့ပါတယ်ဘလက်တိုဆိုရင်စတင်တက်ခတ်ပြီး၃ရက်ကြာမေလ23ရက်နေ့မှသာလျှင်သိမ်းပိုက်နိုင်ခြင်းဖြစ်ပါတယ် ကနေလေးကိုတိန်းစင်က62ဦးထိတောင်ထိုင်းဘက်ကန်ကူးပြေးခဲ့ပါတယ်။ဘလက်တိုနဲ့ကနေလေးစခန်းကြီးများကထွက်ပြေးတဲ့အဖွဲ့ကိုမဲဆောက်ကန်ဆက်ကြောက်ကဲ BGF စခန်းကနေတင်ငန်းညီနောင်205ရှိရာကိုပြန်လည်စုစည်းထားတဲ့အကြောင်းသတင်းတွေထွက်လာပါတယ်။2024ခုနှစ်ပထမကြိမ်မြဝတီမြို့သိန်းတိုက်ပွဲမှာအောင်မြင်ခဲ့စဉ်ကတင်ကန်းညီနောင်အနီးက205ဟာ BGF ရဲ့အကူအညီနဲ့ပြန်လည်အထိုင်ချထားပြီးအောင်စေရတော့လကောင်း ဝေါ်လီကအင်အားစုတွေတော်၎င်းအချက်ဆက်ရဖို့ညှော်လင့်နေကြပုံရပါတယ်အခုတော့ဒီလိုမဖြစ်လာနိုင်တော့ပဲပြည်ရင်လက်နက်ကိုင်အများစုရဲ့ဘူမိနဲ့တန်တောတောင်တွေထဲမှာစစ်ကောင်စီအင်အားစုတွေဟာဘယ်ချိန်ကရင်အဖွဲ့တွေညီညွတ်ပြီးအပီးရှင်းခံရမလဲဆိုတာကိုသာအိမ်မက်ဆိုးရမယ်အခြေအနေမျိုးဆိုက်ခဲ့ပါပြီနှစ်ခုငါးဟာဤမျိုးမျိုးနဲ့စုစည်းထားတဲ့အင်အားတွေဟာ900တို့မဟုတ်900ချားမှရှိကြောင်းသတင်းတွေထွက်ပေါ်နေပြီးသင်္ကန်းညီနောင်မြို့ရဲကိုဥတီပြီးစစ်ကြောင်းထွက်ခဲ့ပါသေးတယ် အဲ့ဒါကြောင့်လဲမေလ31ရက်နေ့ညပိုင်းမှာခရနယ်လေ PDF တပ်တွေဟာတင်ကားညီနောင်ကိုခြေကောက်ယူဖို့ထွက်လာတဲ့နှစ်ကုံငါးကိုဖျက်တောက်တိုက်ခိုက်ပြီးစစ်ကောင်စီဘက်ကလက်နက်ကြီးပစ်ခတ်တံတွေဆူညံခဲ့ပါတယ်။ဝေါ်လေတခွေမှာဖွဲ့စည်းပုံပြက်နေပြီးဖြစ်တဲ့စခန်းတွေနဲ့ကဝါမီထကြာသွားတဲ့ပုံရိပ်တွေဟာတက်ရှိစီးရိုးလို့လေထွားခဲ့ကြတဲ့ဥက္ကဋ္ဌစခန်းအတွက် တက်ပြောက်စီယိုထွေလာထိုးလိုက်သလားလို့တောင်ပြောရမှာပါ။ဘာတွေဆက်ပစ်ကြအောင်မလဲဆိုတာတော်လိုင်းကြီးပြူဟာရတော့မသိနိုင်ပါဘူး။စစ်ကောင်စီအတွက်ကတော့ကုကေယာဆိုတာကတော့တမိုင်းဆက်ဆက်ကလိုပဲမြဝတီတခွင်ကကရင်လက်နဲ့ကင်တက်တွေမညီညွတ်သွားဖို့တွေးခွဲဖို့နီးတစ်ခုသာရှိပါတယ်။အခုတင်ပြခဲ့တဲ့ကြသွားတဲ့စကန်တွေဟာလေ DKPA, BGF, PC ကောတူးလေစသဖြင့်အဆင့်ဆင့်ကွဲထွက်သွားတဲ့ကရင်အမျိုးသားတွေမညီညွတ်ချင်းကြောက်တာ အခုလိုမေးအွန်လိုင်းစကမ်းတွေကြံနေခွင့်ရချင်းဖြစ်ပါတယ်။ကရင်နေသွားညီညွတ်ခဲ့ရင်ကော့တူးလေအိမ်မက်တွေတကယ်ဖြစ်လာပြီးပြည်သူတရက်လုံးအိမ်မက်နေတဲ့ Federal Democracy နိုင်ငံတော်အတွက်အခြေပြုစရာဖြစ်လာမှာမလွဲပါဘူး။ပြန်ဆက်ရရင်တော့ Wallet View ဟာလက်အောက်ခံ Ticket Play နဲ့ဥက္ကဋ္ဌစကမ်းများမြပရီတောင်ပိုင်းကွယ်မှာကြံနေပါတယ်။ Ticket Play အလှလားဥက္ကဋ္ဌအလှလားဆိုတာကတော့တော်လန်တက်တန်းအရင်ဆုံးဆိုတဲ့ KNU ရဲ့ဥဆောင်မှုနဲ့ ်ဂျီဆက်တော်လန်သွေးများရဲ့ဟန်ချက်ညီမှုထက်မြက်မှုပြွာမြောက်မှုကြီးထက်အရေးကြီးဆုံးကတော့ကရင်မျိုးသားအလံတော်အောက်မှာကရင်ချင်းချင်းညီညွတ်နိုင်မှုကိုသာအခြေတည်မျှော်လင့်ရမှာဖြစ်ပါကြောင်းတော်လန်တန်စာမျက်နှာကတင်ဆက်လိုက်ရပါတယ်ခင်ဗျာမေလာ29ရက်နေ့ကစတင်ဖြစ်ခဲ့တဲ့တိုက်ပွဲသတင်းကိုတော့ ADG Brother တပ်ဖွဲ့မှထုတ်ပြန်လာတာတွေ့ရပါတယ် ပဲခူးတိုင်းအုတ်တွင်းမြို့နယ်တွင်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုနှစ်ရက်ဆက်တိုက်ခိုက်မှုလို့ဆိုပါတယ်။အင်အားတရာခန့်စစ်ကြောင်းနဲ့တော်လိုင်းကြီးတပ်တို့တိုက်ပွဲဆက်တင်ဖြစ်ပွားခဲ့ရာမေလ30မှာလဲဆက်ပြီးတိုက်ပွဲဖြစ်ခဲ့ပါတယ်။ဒုတိယနေ့တိုက်ပွဲဟာတနင်္ဂနွေကြာမြင့်ခဲ့ပြီးအကျန်းဖက်စစ်တပ်ဘက်မှမျက်မြင်ခုနှစ်ဦးသေဆုံးပြီးစစ်ကောင်စီတပ်သားများဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြောင်တော်လိုင်းရဲတပ်ဖွဲ့များလည်းပြန်ဆုတ်ခဲ့ရကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ မေလ30ညနေ4နာရီခန့်မှာလဲစစ်ကြောင်းဆက်ထိုးလာတဲ့အဲ့ဒီအဖွဲ့ကိုစနိုက်ပါနဲ့ပစ်ရမှာစစ်ကောင်စီဘက်မှ3ဦးထပ်မံတေဆုံးတယ်လို့ရန်သူရဲ့လက်နက်ကြီးကြောင့်တော်လိုင်းရဲဘော်3ဦးဟာမစိုးရိမ်ရတော့ဒဏ်ရာများရရှိခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။နှစ်ရက် တာတွင်းတိုက်ပွဲမှာစစ်တပ်ဘက်မှ18ဦးတေဆုံးပြီးကြိတ်ကြိုက်ဒဏ်ရာရရှိသူ20ဦးကျော်ရှိတယ်လို့တော်လိုင်းရဲဘက်မှဆိုပါတယ်။လက်ရှိမှာလဲစစ်ကောင်စီစစ်ကြောင်းဟာဆက်လက်ရွေ့လျားနေဆဲဖြစ်ပြီးနောက်ထပ်ထိတွေ့တိုက်ပွဲများဆက်နိုင်စရာရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဇွန်လ၄ရက်နေ့ကတိုက်ပွဲသတင်းတစ်ပုဒ်ကတော့စကိုင်းတိုင်းရွှေဘုံမြို့မအူးအနီးမှာအကျမ်းပဲစစ်တပ်လှည့်ကင်းကိုတိုက်ခိုက်တာဖြစ်ပြီးစစ်ကောင်စီတပ်သား၃ဦးသေဆုံးကရန်သူရဲ့လက်နက်ကြီးကြီးထိမှန်ပြီးပြည်သူတအုပ်သေဆုံးခဲ့ကြောင်းရွှေဘုံမြို့နယ်ပတ်ကဖမှာတာဝန်ရှိသူတအုပ်ကဒီကနေ့သတင်းထုတ်ပြန်လိုက်ပါတယ်။ဇွန်လ၄ရက်နေ့ညနေ၄နာရီခွဲခန့်မှာကင်းထွက်လာတဲ့ရန်သူစစ်ကြောင်းကိုတော်လိုင်းတပ်များကစောင့်ကြိုတိုက်ခိုက်တာပါ။တနင်္ဂနွေကြော်ကြများတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီးရွှေဘုံမြို့အတွင်းပြန်ဝင်သွားတယ်လို့ဆိုပါတယ်။ ရွှေဘုံမြို့ထဲကနေထွက်လာတာပါတိုက်ပွဲဖြစ်တာကမြို့ထွက်တောင်ဘက်မုတ်ဦးမှာဖြစ်တဲ့အတွက်စစ်ခွေးတွေကလက်နက်ကြီးနဲ့ရန်တမ်းပစ်ကတ်ခဲ့လို့လက်နက်ကြီးစထိပ်ပြီးပြည်သူတို့တေဆုံးတာဖြစ်ပါတယ်တိုက်ပွဲဖြစ်ပြီးတော့စစ်ခွေးတွေကရွှေဘုံမြို့ကားကြီးဝင်းဘက်နဲ့ရွှေဘုံမြို့အနောက်ဘက်မင်းကုံစစ်ခွေးကြံတဲ့ကိုအင်အားတွေသွားပောင်းတာသိရတဲ့လို့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပတ်ကပ်ဖာမှသတင်းထုတ်ပြန်ပါတယ်တိုက်ပွဲပြီးနောက်မှာတော့ရန်သူစစ်ကောင်စီရုတ်လောင်း၃လောင်းကိုရွှေဘုံမြို့နာရီကားနှစ်စီးကလာရောက်တေဆောင်သွားကြပါတယ် တော်လိုင်းရဲဘော်၃ဦးလဲဒဏ်ရာရပြီမဲ့မစိုးရိမ်ရဘူးလို့ဆိုပါတယ်ပြည်သူတဦးကတော့ရွှေဘုံမြို့ကညဏစစ်တပ်စခန်းတွင်းကနေရန်တမ်းပစ်ခတ်လိုက်တဲ့လက်နက်ကြီးထိမှန်လို့သိဆုံးသွားပါတယ်ဒီတိုက်ပွဲကတော့တော်ကြီးကန်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ရွှေဘုံမြို့နယ်ပကဖမြို့နယ်တက်ကတ်ရေးဖွဲ့ PTO ရွှေဘုံမြို့နယ်တိုက်နယ်ငါပကဖတက်ကတ်ရေးဖွဲ့တိုက်နယ်ငါနယ်မြေကန်ပကဖများဒေပရင်မြို့နယ်တိုက်နယ်၃ပကဖရွှေဘုံခရိုင်တပ်ရင်း23ရွှေဘုံခရိုင်တပ်ရင်း26နဲ့ရွှေဘုံခရိုင်အမှတ်15တပ်ရင်း fight for freedom pdf တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းဖြစ်ပါတယ်ခင်ဗျာဇွန်လ3ရက်နေ့တိုက်ပွဲကတော့တောင်ငူခရိုင်တိုက်ရင်အမှတ်3931တက်ခွဲ1ရက်တိုက်ပွဲဖြစ်ပါတယ်ပဲခူးတိုင်းတောင်ငူခရိုင်အုတ်တွင်းမြို့နယ်မှာရှိတဲ့အထက်ခါပေါင်း10ရေလွဲတမန်မှာတတ်ဆွဲထားတဲ့စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တာဖြစ်ပြီးလက်နက်၄လက်ရခဲ့ပါတယ်ပေဆုံးခဲ့တဲ့စစ်ကောင်စီတပ်သားက3ဦးဖြစ်ပြီး4ဦးဒဏ်ရာရသွားပါတယ်အနောက်ရိုးဘော်ကတိုက်ရင်ကဖော်ဆောင်တဲ့တိုက်ပွဲပါထွက်ပြေးသွားတဲ့စစ်က10ဦးကျော်လောက်ရှိတဲ့အကြောင်း တိုက်ပွဲဒေတာနဲ့နှိစက်တဲ့သတင်းရင်းမြစ်ကဆိုပါတယ်တိုက်ပွဲကြခြင်းကနှစ်နိုင်ဖြစ်ပြီးရန်သူထာမ G3 တုံးလက် MA11 တက်လက်အင်နာဂါ၅လုံးလက်ပစ်ပုံးတလုံးနဲ့ကြီကာအင်ဂျီနှစ်ထည့်ရရှိခဲ့ကြောင်းတောင်ငူခရိုင်တပ်ရင်းအမှတ်353ရက်တက်ခွဲတက်ကထုတ်ပြန်ပါတယ်စစ်ကောင်စီစခန်းကိုလည်းမိရှို့လိုက်ကြပါတယ်စခန်းသိမ်းပြီးနောက်ရောက်လာတဲ့အင်အား60ပါစစ်ကိုစစ်ကြောင်းကိုလည်းနောက်ထပ်မိုင်းဆွဲတိုက်ခတ်ရမှာတေဆုံးသူဟာ၈ဦးထိဖြစ်တယ်လို့တောင်ငူခရိုင်တပ်ရင်းအမှတ်353ရက်တက်ခွဲတက်ကသိပေးပါတယ် ် PDF ရဲဘော်နှစ်ဦးတန်ရာရပါတယ်ထပ်ပြီးမိုင်းဆွဲတက်ခိုက်လိုက်တာကလက်ပံရွာနီးဖြစ်တယ်လို့သိရပြီးမိုင်းဆွဲတက်ခိုက်ခံရပြီးနောက်မှာအဆိုပါအင်အား60စစ်ကြောင်းဟာကရင်ရွာကြီးကြည်ရွာကိုဝင်ရောက်တပ်ဆွဲပြီးပြည်သူပိုင်အိမ်များကိုမှွေနှောက်ဖျက်ဆီးလျက်ရှိကြောင်းတော်လိုင်းရေးဘက်မှအသိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ133ချိန်မြောက်အပြည်ပြည်ဆိုင်ရာအလို့သမားရေးရာညီလာခံက အချက်ဖက်စေုပ်စုအား ILO Constitution Article 33အရအရေးယူရန်ဆုံးဖြတ်လိုက်ကြပါပြီဒီအကြောင်းကိုအမျိုးသားညွေရေးအစိုးရအလို့သမဝင်ကြီးဌာနကလည်းဇွန်လ9ရက်နေ့ရက်စွဲဖြင့်ခုလိုထုတ်ပြန်ထားတာတွေ့ရပါတယ်။ယနေ့2025ခုနှစ်ဇွန်လ9ရက်နေ့မှာစစ်စလနိုင်ငံဂျနီဗာမြို့၌ကျင်းပပြုလုပ်လျက်ရှိတဲ့133ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာလူ့သမားရေးရာညီလာခံမှာ ILO ကအကြမ်းဖက်ဆ ිය စုအားအခြေခံအလို့သမားအခွင့်အရေးလူ့အခွင့်အရေးချိုးဖောက်မှုများအထူးသဖြင့် ILO ၏လွတ်လပ်စွာသင်းမင်းဖွဲ့စည်းခွင့်နှင့်စုရုံးဝင်ဆိုင်းယားပြဋ္ဌာန်းချက်အမှတ်89နှင့်အရမအလုတ်ခိုင်းစေခြင်းဆိုင်းယားပြဋ္ဌာန်းချက်အမှတ်29ကိုကျူးလွန်ချိုးဖောက်မှုများကြောင့် Article 33အရအရေးယူရဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်ယခုကဲ့သို့ဆ ිය စုအားအရေးယူရဆုံးဖြတ်ချက်ချမှတ်နိုင်ရန်အတွက်အမျိုးသားညွေးအစိုးရ၏သုံးဖွဲ့ဆိုင် ကိုစလေအဖွဲကိုစားမြန်မာနိုင်ငံလူသမားတပ်ပေါင်းစုမှဥမောင်မောင်ကညီလာခံမှာကနအုပ်အဖွဲမတ်စကာတိုက်တွန်းပြောကြားခဲ့ပြီးတစ်ဆက်ထဲမှာပဲအပြည်ပြည်ဆိုင်ရာလူသမားသမဂ္ဂများအဖွဲချုပ်ဒုတိယကိုစလေအမျိုးသားညွရဲ့အစိုးရဤသုံးဝင်ဆိုင်အဖွဲဝင်အလူသမားကိုစလေဒေါ်ဖြိုးဆန္နာဆိုကစိုးစိုးဤအခြေခံလူသမားအခွင့်အရေးလူ့အခွင့်အရေးချိုးဖောက်မှုများအနိုင်ကျင့်ဖိနှိပ်မှုများအကြမ်းဖက်လုပ်ရမြအတွက် အာတကယ်33အရအရေးယူခြင်းသည်လက်စားချေခြင်းမဟုတ်ဘဲမြန်မာပြည်သူလူထု၏ဂုဏ်သိက္ခာတရားမျှတမှုမြန်မာပြည်သူလူထုများ၏တိုးတက်ရေး ဘဝပြန်လဲတိဆောက်ရေးအတွက်ဖြစ်ကြောင်းပြောကြားခဲ့သည်မြန်မာပြည်ရဲ့ရှိတဲ့ညီလာခံတို့မြန်မာပြည်သူလူထုအားကိုစားပြုတဲ့အမျိုးသားညွရဲ့အစိုးရအလို့သမားဝင်ကြီးဌာနဦးဆောင်တဲ့အစိုးရလုပ်ငန်းရှင်အလို့သမားကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီးမြန်မာဒီမိုကရေစီအရေးလှုပ်ရှားမှုများနှင့်အခြေခံအခွင့်အရေးများပြန်လဲရရှိရေးကြိုးပမ်းဆောင်ရွက်မှုများတွင်ယခုကဲ့သို့သမိုင်းတွင်မဲ့ဆုံးဖြတ်ချက်တရက်ချမှတ်လိုက်ခြင်းသည် မိမိတို့မြန်မာပြည်သူတို့အပေါ်တကဘာလုံးနဲ့အိုင်လိုကမျက်ကွယ်ပြုမထားကြောင်းကိုမျက်မြင်သက်သေပြလိုက်ခြင်းဖြစ်သည်ယခုအိုင်လိုဤဆုံးဖြတ်ချက်သည်မြန်မာပြည်သူတို့၏အောင်ပွဲဖြစ်ပြီးမြန်မာပြည်သူတို့ကနှစ်ပေါင်းများစွာကြက်ကြက်ခိုင်းရင်ဆိုင်ပြီးစစ်တပ်၏တနက်ကြီးစက်များနှီးမျိုးစုံဖြင့်ဖိနှိပ်မှုများ အမျိုးသမီးများအပေါ်လိမ်မိုင်းဆိုင်ရာအနိုင်ကျင့်မှုများအယက်သားပြည်သူလူထုနှင့်စာသင်ကျောင်းများ၌ပညာသင်ကြားနေတဲ့ကလေးငယ်များအပေါ်ဘုံကျဲတိုက်ခိုက်မှုများကြားတဲ့တွင်ကြမ်းကြမ်းခိုင်းရင်ဆိုင်ခြင်းမှရရှိခဲ့တဲ့ပြည်သူအောင်ပွဲဖြစ်သည်မြန်မာပြည်သူများအပေါ်တွင်ဖိနှိပ်တက်ဖြတ်နေတဲ့စေုပ်စု၏အကြမ်းဖက်လုပ်ရမျိုးကိုကမ္ဘာအလွယ်တွင်ဖော်ထုတ်ပြသနိုင်ခဲ့ခြင်းလည်းဖြစ်သည် မြန်မာပြည်သူလူထုနဲ့အတူ အလို့အဖွဲ့ဝင်နိုင်ငံများမှအစိုးရအလို့ရှင်အလို့သမားကိုယ်စားလှယ်များနိုင်ငံတကာတွင်ရှိနေတဲ့အလို့သမားများအလို့သမားတမကအဖွဲ့ဝင်များခေါင်းဆောင်များကမြန်မာပြည်သူလူထုနဲ့အတူတသားနဲ့ရက်တီကြောင်းပြသခဲ့ခြင်းလည်းဖြစ်သည်ယခုကဲ့သို့ဆေးဥစုအား အာတကယ်သတိတရအရအေးယူမြေကိစ္စကိုအစိုးတင်သွင်းတဲ့အခါတွင်မြန်မာဆီယုစုနှင့်တကဘာလုံးကိုနိုင်ထက်စီနင်းပြုအနိုင်ကျင့်ရန်စ조사နေကြတဲ့ရုရှားဘီလာရုလာအိုတရုတ်နိုင်ငံတို့ကကန့်ကွက်ခဲ့ကြသည်သို့သောယခုညီလာခံတို့တက်ရောက်လာကြတဲ့အလုရှင်ကိုယ်စားလှယ်များအလုသမားကိုယ်စားလှယ်များနိုင်ငံတကာမှတက်ရောက်လာကြတဲ့စီးပွားရေးကိုယ်စားလှယ်များမှတခဲနဲ့ထောက်ခံခဲ့ကြသည်အာတီကဲတာတီတရီဆုံးဖြတ်ချက်အောင်ပွဲသည်တကဘာလုံးတွင်ရှိနေကြတဲ့ ဆီယိုဆုနဲ့ဆီယိုဆု၏အပေါင်းပါများကိုလက်နဲ့ရှိတိုင်းနိုင်တဲ့စီနင်းလှုပ်ဆောင်ရမြာချောင်းကိုတက်သေးပြခြင်းလည်းဖြစ်သည်မိမိတို့သည်မြန်မာပြည်သူများအတွက်နိုင်ငံတကာထက်အကြိမ်ကြိမ်အကူအညီတောင်းခံခဲ့တော်လဲတုံ့ပြန်ဆောင်ရွက်မှုနှင့်ပူးပေါင်းပါဝင်မှုနှီးကွင်းနေသူကိုတွေ့ရှိရပါသည်တို့ရတွင်ယခုအခါဒီမိုကရေစီစနစ်ကိုအပြည့်အဝလက်ခံကျင့်သုံးသည့် ILO သုံးဝင်ဆိုင်ရန်တရားတွင်တည်ရှိနေတဲ့နိုင်ငံတကာဆိုရများအလို့ရှင်များအလို့သမားများအနေဖြင့် မြန်မာလူတို့ဤဘဝကိုမျက်ွယ်ပြုမထားပဲတသားတဲ့ရက်တည်ပြီးစိုးစုအနေဖြင့်နိုင်ထက်စင်းနေပြုနေမှုများကိုမိသူကမြလက်မခံနိုင်ကြောင်းကိုပြက်ပြက်တတပြတနာလိုက်ခြင်းလည်းဖြစ်သည်ယခုကျင်းပလဲရှိတဲ့အပြည်ပြည်ဆိုင်ရာလူသမားရေးရာညီလာခံတို့တွားရောက်တိုက်ပွဲဝင်နေသူများတွင်အမျိုးသားညီညွတ်အစိုးရအလူသမားဝင်ကြီးဌာနဦးဆောင်သည့်သုံးဖွင့်ဆိုင်ကုစလေအဖွဲ့ဝင်အခွင့်ရေးချုပ်ဖောက်ခံရသည့်အဖိနှိတ်ခံလို့ရှင်နှင့်အလူသမားကုစလေများပါဝင်ပါသည် အလို့သမဝင်ကြီးဌာနအမျိုးသားညွေရဲ့အစိုးရဟူ၍ဒင်းထုတ်ပြန်ထားကြောင်းတွေးရှိရပါတယ်ဒီသတင်းနဲ့ပတ်သက်လို့မြန်မာနိုင်ငံအထွတ်ထွတ်အလို့သမားတမကမြောက်အဖွဲ့ချုပ် FGWM ကတော့ဒါဟာစစ်တပ်ရဲ့အရတကိုဥတီတဲ့လက်နဲ့ကြီးနဲ့လေးချောင်းတိုက်ခိုက်မှုအတွက်စစ်လက်နဲ့ပစ္စည်းနဲ့လင်းစင်တင်သွင်းနေတာကိုရပ်တန့်ဖို့အရေးယူမှုတစ်ခုလို့ဆိုပါရစေ။စစ်တပ်ရဲ့ငွေကြေးစစ်စစ်နာကိုဖျက်ထောက်ဖို့အပြင် နိုင်ငံကယင်းနှိမ့်ညွတ်နံမှုတွေကိုအဓိကဖျက်တောက်တဲ့အရေးယူမှုလေးဖြစ်တယ်လို့ FGWN ကဆိုပါတယ်။တစ်ဖက်မှာလည်း ILO အရေးယူမှုကြောင့်မြန်မာကနေနိုင်ငံကယင်းနှိမ့်ညွတ်နံမှုတွေထက်ထသွားတာအလုံးလက်မဲ့တိုးလာတာနဲ့ကွန်ပစ္စည်းပြက်လက်တာတွေကျော်ရနိုင်တယ်လို့သုံးသပ်မှုတွေလည်းရှိပါတယ်။ ILO သမိုင်းမှာပုံမှန်33ကိုအသုံးပြုတာ ဆရာနာရှင်ဗိုလ်ချုပ်မူကြီးတပ်ရွှေလက်ထက်2000ပြည့်နှစ်မှာအလားတူကျင့်သုံးခံရဖို့ပါတယ်အခုလို ILO သည် Article 33အရမြန်မာနိုင်ငံကိုအရေးယူခဲ့ခြင်းဖြစ်တဲ့အတွက်ထဲချောက်လုပ်ငန်းများအပါအဝင်တခြားသောစီးပွားရေးလုပ်ငန်းများထိခိုက်လိုက်နိုင်တယ်လို့အလုံးလက်မဲ့နှုတ်များတိုးပွားလာနိုင်တယ်လို့လည်းစီးပွားရေးလုပ်ငန်းရှင်များကထောက်ပြမှုတွေရှိနေပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားတမကများအဖွဲ့ချုပ် CTUN ဗဟုလုံးမှုဆောင်ဒေါ်ခိုင်ဆောင်အောင်ပြောတာက ီလိုမျိုးဖိအားပေးမှုဟာမြန်မာနိုင်ငံရဲ့အတွေ့အကြုံအရဆိုရင်နိုင်ငံရဲ့ပြောင်းလဲဟာကောင်းမွန်တဲ့ဘက်ကိုဦးတည်ပြီးပြောင်းလဲတဲ့ဖိအားတရဖြစ်ခဲ့တယ်လို့သူမကဆိုပါတယ်။ဘယ်လိုဖြစ်လာနိုင်မလဲပြောရရင်အစင်းသက်မှတ်ချက်၃ခုနဲ့အရေးယူလာနိုင်တယ်။ပထမအစင်မှာကမြစ်တီပူပေါင်းဆောင်ရွက်မှုမှမလုပ်ဘူး။ဤပညာပိုင်းအရာရောဗဏ္ဍာရေးပိုင်းအရာရောဘာမှထောက်ပံ့မှုမလုပ်ဘူး။နောက်တစ်ချက်ကအိုင်လိုဖွဲ့ဝင်များဟာ မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှုများကိုပြန်လည်ပြီးသုံးသပ်ပါဆိုတဲ့ဆုံးဖြတ်ချက်မျိုးချမှတ်ခဲ့မယ်ဆိုရင်အလို့ရှင်တွေရောကုမ္ပဏီတွေရောကနေပြီး INO ရဲ့ဆုံးဖြတ်ချက်တွေကိုလိုက်နာပြီးအကောင့်ထဲဖော်ရမယ့်ကိစ္စဖြစ်သွားရပါလိမ့်မယ်။ဒါကဒုတိယအဆင့်စနရှင်ပေါ့နော်။နိုင်ငံတကာကနေမြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှုကိုရပ်လိုက်တယ်ဆိုတဲ့စနရှင်မျိုးက ထပ်ပြီးဖြစ်လာမှာပါလို့ CDUN ဗဟိုလုံးမှုဆောင်ဒေါက်ခိုင်ဆောင်အောင်ကပြောခဲ့မှုပါတယ်။ရုရှား၊ဘီလာရုစ်၊လာအိုတရုတ်နိုင်ငံတို့ကကန့်ကွက်ခဲ့ချတော့လဲအပြည်ပြည်ဆိုင်ရာလူ့သမားအဖွဲ့ချုပ်အိုင်လော့ကစစ်ကောင်စီကအာတီကယ်33ဖြင့်အရေးယူဆုံးဖြတ်ချက်ချမှတ်မှုမြန်မာပြည်သူလူထု၏အောင်ပွဲအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့သမားဝင်ကြီးဌာနကကြိုဆိုလိုက်ပါပြီ။ဒီဆုံးဖြတ်ချက်အဆိုတင်သွင်းမှုကိုရုရှား၊ဘီလာရုစ်၊လာအိုတရုတ်နိုင်ငံတို့ကကန့်ကွက်ခဲ့ကြတော့လေ ယခုညီလာခံတို့တက်ရောက်လာကြတဲ့အလုရှင်ကိုယ်စားလှယ်များအလုသမားကိုယ်စားလှယ်များနိုင်ငံတကာမှတက်ရောက်လာကြတဲ့စီးပွားရေးကိုယ်စားလှယ်များမှတခက်နဲ့ထောက်ခံခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။ဒီနေ့တော့တော်တော်ဆိုးရယ်နော်